ငလင်လှုပ်ပြီးဝိုင်းဘာတွေတိထားရမလဲငလင်လှုပ်ပြီးဝိုင်းအရင်ဦးဆုံးနေတဲ့မိမိကိုယ်ကိုအနာတွေကဖြစ်မဖြစ်စစ်ဆေးပါကွဲနေလားပဲ့နေလားကျိုးနေလားခေါင်းနေမူးနေလားနော်အဲ့လိုဖြစ်တာတွေကိုစစ်ဆေးပါဘာလို့ဆိုတော့အဲ့လိုစစ်ဆေးခြင်းအဖြစ်နောက်ဆက်တွဲခန္ဓာကိုယ်မှာဖြစ်လာနေတဲ့အရာတွေကိုပို့ပြီးတော့ကာကွယ်နိုင်လို့ရပါ ကိုကထိခိုက်ဒဏ်ရာရထားတယ်ဆိုလို့ရှိရင်လေရှေးဦးတူနာပြုစုနီးနဲ့ကုသလို့ရပါတယ်ဥပမာထားပါဆိုလက်ကျိုးနေတယ်ဆိုရင်လက်ကိုအောက်ကမာတဲ့အရာတစ်ခုခံပြီးတော့အပေါ်ကနေနော်ရှိတဲ့ပစိုးဖြစ်ဖြစ်ထမိန်ဖြစ်ဖြစ်အဲ့ဒါနဲ့ကြက်စည်းတာမျိုးတို့အမှုတ်ကွဲဝါးတယ်သွေးထွက်နေတယ်ဆိုလို့ရှိရင်လေဒဏ်ရာကြီးလို့ရှိရင်တန်နဲ့အဝိစာတစ်ခုခုကိုအုပ်ပြီးရင်အပေါ်ကနေပတ်တီးသို့မဟုတ်ဒီနော်စီးလို့ရတဲ့အရာတစ်ခုခုနဲ့ထက်စီးတာတို့အဲ့လိုမျိုးရှေးဦးတူနာပြုစုနီးနဲ့ပြုစုပါ မလင်တုတ်ပြီးွားရင်အဆောက်အဦးရဲ့ထိခိုက်တဲ့ပမာဏကိုစစ်ဆေးပါဘာလို့လဲဆိုတော့နောက်ဆက်တွဲမီးဝေးအန္တရာယ်ကိုတွက်ဆပါငလင်တုတ်ပြီးွားရင်မီးချစ်တွေမတုံးပါနဲ့မီးခလုတ်တွေကိုပိတ်ထားပါဓာတ်မီးတို့ဘက်ထရီမီးတို့အဲ့အရာတွေကိုပဲအသုံးပြုသင့်ပါတယ်ငလင်နဲ့ရောက်ဓာတ်ငွေယိုစိမ့်မှုဖြစ်နေတဲ့အချိန်ကိုကမီးချစ်သုံးလို့ရှိရင်အဲ့ဒီအဆောက်အဦးတနေရာလုံးကမီးလောင်ကျွမ်းမှုဖြစ်သွားနိုင်ပါတယ်နောက်ပြီးကိုနေတဲ့နေရာဓာငွေအနှံ့တို့ဓာတ်စီအနှံ့တို့လောင်စာစီအနှံ့တခုခုရရဲဆိုအဲ့နေရာကနေဝေးရအောင်ချက်ချင်းထွက်ခွာပါ ငလင်လှုပ်ပြီးွားရင်လည်းနောက်ဆက်တွဲတဘာဝဘေးရန်နေရတဲ့အကြောင်းသိထားဖို့လိုပါတယ်။ဘာကြောင့်လဲဆိုတော့ငလင်တစ်ခုလှုပ်ပြီးွားရင်နောက်ဆက်တွဲငလင်တွေထပ်လှုပ်နိုင်ပါတယ်။ငလင်လှုပ်ပြီးွားရင်မီးဘေးအန်နေရကိုသတိထားပါ။ရေကာရာကျိုးပြတ်နိုင်တဲ့အတွက်ရေကြီးဓာတ်တွေလည်းဖြစ်နိုင်ပါတယ်။တောင်ပြူဓာတ်တွေမြေပြူဓာတ်တွေဓာတ်တွေလည်းဖြစ်နိုင်ပါတယ်။ဆူနာမီလိုင်းအကြီးတွေလည်းဖြစ်ပေါ်ရိုက်ခတ်လာနိုင်ပါတယ်။နောက်ပြီးတော့တိကျတဲ့သတင်းအချက်အလက်တွေရနိုင်ဖို့ကလည်းလိုပါတယ်။ဘာလို့ဆိုတော့ မြေငလင်ကမိုးလီဝတ်သားလို့ဘယ်အချိန်မှဘယ်နားကိုရောက်မယ်ဘယ်အချိန်မှဘယ်နားကိုရောက်မယ်ဆိုပြီးခတ်မှန်းလို့မရပါဘူးမြေငလင်ဆိုတာခတ်မှန်းလို့မရတဲ့တဘာဝဘေးရည်တခုဖြစ်ပါတယ်